နီရှန်နီရေမွေးအစ်တတွေထဲမှာဒီရေမွေးလေးကတော်တော်လေးကောင်းတယ်အလိုအလိုမမင်္ဂလာပါဆိုကျွန်တော်ဒီနေ့ဒါနီရှန်နီရဲ့ရေမွေးတစ်ခုပေါ့နော်ရေမွေးအစ်တတွေကတစ်ခုအကြောင်းကျွန်တော်ပြပြမှဖြစ်တယ်ဆိုတော့ဒီရေမွေးကတော့ဒါမနစ်ကမှထွက်ထားတာနှစ်ကုန်ကန်ဒီမှာထွက်ထားတာပေါ့နော်တိုင်းကပ်ဆူကော်လက်ရှင်ထဲကိုအစ်တဝင်လာရေမွေးတစ်ခုလို့ပြောလို့ရတယ်ဆိုတော့ပုံမှန်ဆိုရင်တိုင်းကပ်ဆူကော်လက်ရှင်ထဲမှာကခရီရူတို့ထဲရူတို့ရှိတယ်ပေါ့နော်ဆိုတော့ဒီရေမွေးနာမည်ကတော့ဒီဇီရိုလို့ခေါ်တယ် ီဒီဇီရောကျွန်တော်ဆွနေအခုနဲ့ဆိုလို့ရှိရင်ကျွန်တော်3လလောက်ရှိပြီထင်တယ်။ဒါဆိုတော့တော်တော်လေးသဘောကျရရေမွေးရမှာပါတယ်ဗောနော်။ဒီကောင်ကျွန်တော်များသောဖြစ်ပြချင်းမှာဆွဖြစ်လဲဆိုတော့ချင်းမစောတဲ့ခါကြလို့ရှိရင်ဆွဖြစ်တာများတယ်။ active ဖြစ်တဲ့အနေမျိုးလို့ပြောလို့ရသလိုနည်းနည်းလေးလေး gender bend ဆန်တဲ့အနေမျိုးလို့ပြောလို့ရရဗောနော်။ဆိုတော့ဒီကောင်ရဲ့ no breakdown ကိုကျွန်တော်စပြီးပြောလိုက်ရအောင်။ဒီစရုံမှာအဓိကပါမယ့်နှုတ်တွေကတော့ orange ရယ် ambroxan ရယ် marine အနံ့ရယ်ပြီးတော့ရှိရင် star anise နဲ့ mint အနံ့နဲ့ကူးဖြစ်တဲ့အနံ့တွေပေါ့နော်အဲ့ဒါတွေပေါင်းထည့်ထားတာ အဲ့ဒါကိုမှ spicy ပပလေးဖြစ်အောင်လို့ star anise လို့လေးပါနေတယ်။ဆိုတော့ဒီကောင်ပထမဆုံးကျွန်တော်စပြီးဆွဲလိုက်မယ်ဆိုရှင် ambroxan နဲ့ဒီ mint အနံ့နဲ့ထွက်လာတယ်ဆိုတော့အေးအေးလေးနဲ့မှုမှုလေးသွားလိုက်မယ်။နည်းနည်းလေးငိန်သွားလို့ရှင်တော့ marine နဲ့လေးကထွက်လာတယ်ပေါ့နော်။ပြီးတော့ရှင် orange အနံ့လေးကပပလေးပါနေမှာ။ဆိုတော့ဒီအနံ့အစနဲ့အဆုံးမှာ orange အနံ့ကတော့ပပလေးပါနေလိမ့်မယ်။ damage ချန်တဲ့အချိန်ကြီးတော့အဓိကတော့ spicy woody ဖြစ်တဲ့အနံ့မျိုးလေးသွားလိုက်မယ်။ပုံမှန်ဆိုလို့ရှင်ဒီချက်လေးယူမှုတွေတော်တော်များတော့ unisex တွေများတယ်ပေါ့နော်။ဒါပေမဲ့ဒီ d0 ကတော့ဒါယောက်ျားလေးနဲ့ပို့ပြီးတော့လိုက်ဖက်လိုက်မယ်။ main လေးနဲ့တော့တိတ်တော့မလိုက်ဖက်မယ့်အနံ့မျိုးလို့ပြောလို့ရတယ်။ mid နဲ့ dry down မှာ တော့ဒီကောင်ပို့ပြီးတော့ woody ဖြစ်သွားတယ်ဒါပေမဲ့ fresh ဖြစ်နေတဲ့အနေနဲ့အကျယ်နေပြီးတော့အေးအေးလေးတောက်လျှောက်ဖြစ်နေမယ့်အနေမျိုးပေါ့နော်ဂျုံတက်ပါညာလိုက်မယ့်အနေမျိုးလို့ပြောလို့ရတယ်လို့ gentleman center ကြောင့်မလို့ဒါနေရောညာအောင်ကြိုက်တဲ့ချိန်ပွဲတက်ပါညာအဲ့လိုမျိုးဆုလို့ရရရင်မွေးလို့ပြောလို့ရတယ် performance ကတော့ nation နေဖြစ်တဲ့အတွက်တော်တော်လေး solid ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုရှင်ဒီကောင်ကို၃ချက်ကနေ၅ချက်လောက်ဆိုတဲ့အဲ့ဒါကိုကျွန်တော်၈နိုင်ရနေ၁၀နိုင်လောက်ဆွဲတယ် day zero ဘယ်သူတွေကြိုက်အောင်မလဲဆိုတော့ဒါ fujera နဲ့နေကြိုက်ကြိုက်တယ်မယ်ပေါ့နော်ဆိုတော့ mount blanc legend တို့ ပါဖွန်နမာလီရဲ့ passive တို့ Chanel Blood တင်ရဲ့ Ecowee ဆိုတာမျိုးတွေကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီအမွေကိုစမ်းကြည့်တယ်နဲဒီကောင်ပို့ပြီး Woody ဖြစ်တဲ့ spicy ဖြစ်တဲ့ version လို့ပြောလို့ရရပါတော့ဒါပေမဲ့ still fresh လဲတော်တော်လေးဖြစ်နေအောင်ပါလေလည်းပြန်သွားတဲ့သူ့နဲ့တော်တော်လေးလှတယ် right ဆိုကျွန်တော်ဒီကောင်ကို rating အနေနဲ့နေပြောလိုက်ရအောင် sign quality ရဆိုလို့ရှိရင်ကျွန်တော် DD0 ကိုကျွန်တော်7မှာ7.5ပေးလို့ရရပါတော့ဆိုတော့ solid ဖြစ်တဲ့အနေနဲ့တခုလို့ပြောလို့ရတယ်ဟို quality ကတော့လုံးဝ roger လိုမျိုးကြီးတောက်နေတဲ့အနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့ တော်လေးကောင်းနေတဲ့တခုလို့ပြောလို့ရတယ်။ဒါကြောင့်မို့7.5 longevity ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်းကို10မှတ်မှာကျွန်တော်8.5ပေးလို့ရတယ်ပေါ့နော်။ဆိုတော့တော်တော်လေး fresh ဖြစ်တာပေါ့မှာတော်တော်လေးဆွဲတဲ့အနေနဲ့တခုမလို့ဒါ solid ဖြစ်တဲ့8.5 versatility ပြောမှဆိုလို့ရှိရင်ဒီကောင်းကလုံးဝ10 out of 10ပဲ။လုံးဝကြိုက်တဲ့ချိန်ကြိုက်သလိုကိုမူပိုင်ပါသလိုအကုန်လုံးဆွဲလို့ရတဲ့ဟာမျိုးလိုက်ဖက်တဲ့အနေမျိုးပေါ့နော်။ဆိုတော့ versatility မှာတော့10မှတ် compliment ဆိုတော့ compliment ဘယ်နှယောက်ရနိုင်လဲဆိုတာဒါကတော့ဒီကောင်ဆယ်မှာကျွန်တော်တော့ခုနှစ်မှတ်ပေးမယ်ပေါ့နော်။သူနည်းနည်းလေး old school ပဲလေးသွားတယ် gentleman sense ပဲလေးသွားရမလို့တော့ဒါ main ကလေးတွေအနေနဲ့တော့ကြိုက်မဲ့နေမျိုးတော့မဟုတ်ဘူး။အာယောက်ျားလေးအနေနဲ့ဆိုလို့ရှိရင်တော့ဒါ commandable ဖြစ်တဲ့ပုံစံမျိုးသွားလိမ့်မယ်ဆိုတော့ respect ရမယ်အနံတခုလိုပြောလို့ရသလိုဒါ bro like you smell really good to so be a compliment ရမယ်အနံမျိုးလို့ ပြောနိုင်နေပေါ့နော် yeah so အားကြောင့်မို့ဒီကောင်တော့ compliment မှာကျွန်တော်စိတ်မက်မှာခွန်းမက်ပေးလို့ရတယ် alright ဆိုတော့ဒါတော့ကျွန်တော်နူရာဒီမှာကျွန်တော်စကတော်တော်လေးသဘောကျသလိုဂျင်မာလည်းကျွန်တော်စကတော်တော်လေးကြိုက်နေတယ် nation ရဲ့ disaster အကြောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရေမွေးကိုစမ်းကြည့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမိုင်သူစကနေပြီးဒီကနေဝယ်ပြီးစမ်းသုံးလို့ရပါတယ် alright ဆိုတော့ another video တစ်ခုမှာထပ်ပြတွေ့မယ်တရားစီဘိုင်ဘိုင် peace